လိုအားလုံးပဲမင်္ဂလာပါဘူဘောမချင်းကနေကြိုဆိုပါတယ်ဆိုတော့ညကလေဘူးကဒီ Frankfurt ကို1 fan 15ဆိုတဲ့ရလနဲ့ကျွန်တော်9နေပေါ့နော်9နဲ့အပြီးမှာမိုဟာမက်ဆာလာနဲ့ပက်ဒလိုတောက်လျှောက်ဆိုသလိုကျွန်တော်ဒီဝေဖန်တာတွေအပြင်ဆာလာကိုယ်တိုင်ကပါလက်ရှိ controversy ဖြစ်နိုင်တဲ့အနေအထားမျိုးတွေလှုပ်လာတော့လက်ရှိမှာမိုဟာမက်ဆာလာနဲ့ပတ်သက်လို့ဆွေးနွေးကြရတယ်ကျွန်တော်အများကြီးဖြစ်လာပြီကျွန်တော်နည်းနည်းလေးပြောကြည့်အောင်ဆိုတော့ဘာဖြစ်လဲဆိုတော့မိုဟာမက်ဆာလာကလည်းလောလောဆယ်မှာသူ့ရဲ့ ်ဆိုရှယ်မီဒီယာမှာပေါ့နော်လေဘာဦးသင်းနဲ့ပတ်သက်တဲ့ content တွေအကုန်လုံးကိုသူဖျက်ချပလိုက်တယ်ဖျက်ချပလိုက်ပြီးတော့အဲ့လိုလှုပ်လိုက်တဲ့ဆိုတဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်လေဘောက်တင်ပရိသတ်တွေကြားထဲမှာဆိုလို့ရှိရင်ပေါ့နော်ဟာဆာလာကဒါဘာကြောင့်ဓာမျိုးလုံးလိုက်တာလဲပေါ့အချို့ကျတော့လေအာဆာလာကိုပေါ့နော်အသင်းပေါ်မှာဒီလောက်ထိကောင်းပြထားတဲ့ဆာလာကိုပရိသတ်တွေကဒီလိုဒီလိုဒီလိုဝေဖန်လွန်းကြတဲ့အခါကျတော့ဟိုဓာကြီးကမဖြစ်သင့်ဘူးပေါ့ပရိသတ်တွေဘက်ကဓာမျိုးတွေလည်းကျွန်တော်ပြောကြတယ် ဆိုတော့ဒါကတော့ဘောလုံးလောကမှာကျွန်တော်အနေနဲ့ကစားမတယောက်နဲ့ပတ်သက်လို့ရှိရင်ကစားမဘက်ကပါတဲ့သူတွေရှိမယ်ဆန့်ကျင်ဘက်ရှိတဲ့သူတွေရှိမယ်ဒါအမြဲတမ်းကျွန်တော်တို့ဖြစ်ပြီးသားပါဘောနော်သို့တော်လည်းပဲဘာဖြစ်လဲဆိုတော့ညကလေဘော်ဦးတင်းကဒီရှုံးဟိုဘယ်လိုပြောမလဲ front back ကို159နဲ့အချိန်မှာမိုဟာမက်ဆာလာကိုဒုတိယပိုင်းမှာကျွန်တော်ထည့်တာပွဲထွက်လူစင်းတွေဘာတွေမှာလုံးဝကိုခြံထားခဲ့ပြီးတော့ Manchester United ကိုရှုံးနေခဲ့တဲ့ဖွဲ့အပြီးမှာဆာလာဟာတော်တော်ကိုဝေဖန်ခံနေရတဲ့နေရာမှာကျွန်တော်ပါတယ် เนาะဆိုတော့ဝေဖန်ခံနေရတဲ့နေမှာကျွန်တော်ပါတယ်ဆိုတော့အခုလည်းရှိသူ့ကိုလည်းပေါ့နော်ဟိုဟိုအပွဲထွက်လူစင်းကနေခြံခဲတင့်မီတို့ဘာလို့ပြောကြတာလေးရှိတယ်ပေါ့လေကျွန်တော်ဆိုလို့ချင်းလည်းပဲလေဘာလို့ပြည့်တဲ့တော့မဟုတ်ဘူးပေါ့ဗျသူတို့လည်းပဲဟိုဘယ်လိုပြောမလဲဒီလိုအချင်းကြီးဆိုလို့ချင်းကောင်းမနေဘူးကောင်းမနေတဲ့အခါကျတော့လေဘာလို့တင့်နေတဲ့ပွဲထွက်လူစင်းကနေခြံခဲတင့်နေဘာညာဆိုတဲ့မျိုးကြီးကျွန်တော်ပြောကြတယ်တူတူလည်းပဲလေပေါင်းပြည်ပြည်တဲ့ဒီဂျားထဲမှာကျတော့တော်တော်စူးစူးဝါးဝါးကိုဝေဖန်ကြတာမျိုးကြီးကျွန်တော်ရှိတယ် ဆိုတော့ဆာလာဆိုလို့ရှိရင် front fan နဲ့ပွဲမှာဆိုလို့ရှိရင်ပွဲပြီးမှာသူ့အနေနဲ့ပရိသတ်တွေကို appreciate လုပ်တဲ့အနေနဲ့လက်ခုပ်လေးပါတီးတယ်ပြီးရင်ပေါ့နော်ဘယ်လိုပြောမလဲတည်တည်ချာချာပြန်ပြီးတော့တုံ့ပြန်ပြတယ်ဗျာဒီအချိန်ပြည့်ပွဲချိန်ပြည့်တဲ့အခါမှာဒါမှမဟုတ်ဒီပြီးလဲပြီးရောသူ့ရဲ့ social media မှာလဘောင်းနဲ့ပတ်သက်တာတွေမရှိတော့ဘူးဆိုတော့ဒါလဘောင်းအသင်းပရိသတ်တွေခြားထဲမှာစိုးရင်စရာတွေကျွန်တော်ဖြစ်လာကြပြီပေါ့နော်ဒါမှမဟုတ်ဆာလာရဲ့လက်ရှိ form နဲ့ကျွန်တော်ဒီဒီယာဒီဆွမ်းဆောင်ပြီးကိုကျွန်တော်ကြည့်ဝေဖန်ခြင်းစရာပါ ဝေဖန်တာနေနဲ့ပတ်သက်ပြီးတော့လေဒါကစားမလီရှောင်လွဲလို့ရတဲ့အရာတွေတော့ကျွန်တော်မဟုတ်ဘူးဘောနော်သို့တော်လည်းပဲကျွန်တော်တို့မိုဟာမက်ဆာလာလူမျိုးလေဘာဦးလူအတင်းမျိုးမှာ၈နှစ်လောက်ထိပေါ့နော်လုံးဝကောင်းလွန်းမာတယ်ဆိုတဲ့ great great achievement တွေကြီးပဲလုတ်ပြထားတဲ့ကစားမတယောက်ကို social media မှာကျွန်တော်အနေနဲ့ဝေဖန်နေတဲ့ပရိသတ်တွေရဲ့ဘက်ကလွန်လွန်ကျူးကျူးဖြစ်တာတွေကတော်တော်ကိုလက်မခံနိုင်စရာကျွန်တော်ကောင်းတယ် ဟိုတချို့ဆိုလို့ရှိရင်ဟာဆာလာမရှိမှပဲအဆင်ပြေသွားတယ်တို့သိတယ်မလားဟိုဖရန်ဖတ်နဲ့လေကျွန်တော်နိုင်ရောဆာလာမပါမှပဲကျွန်တော်နိုင်သွားတယ်တို့ကျွန်တော် ပြောချင်တာကကျွန်တော်ကစားမားတွေကိုဝေဖန်ကြတဲ့အခါမျိုးဒီမှာဝေဖန်လို့ရတယ်ဗျာသိလားကစားမားတွေရဲ့ဘက်ကလည်းအဝေဖန်မခံခြင်းလို့သူတို့မရဘူးဟိုပြိတက်ဒီစီကချီးကျူးတာကိုခံခြင်းဝေဖန်တာလည်းကျွန်တော်ကစားမားတွေနေနေတာဟိုဘယ်လိုရောမလဲပြင်ဆင်ထားဖို့ကျွန်တော်လူတွေဝေဖန်ခံထားရတာဒီအမှန်ပတ်သက်ပြီးတော့လေတိုးတော်လည်းပဲဒီရာဒီစွမ်းဆောင်ရည်ညံ့လို့ဝေဖန်တာတွေကပြဿနာမရှိပြီမဲ့လေလို့ စီးပြင်ပေါင်းအမြင်ကြော်ပြီးတော့လွန်လွန်ကျူးကျူးဖြစ်လာကြတာမျိုးတွေဆာလာကိုဘာမှမဟုတ်တယ်လို့ကျွန်တော်တို့ညပြောနေဆိုနေတာတွေကတော်တော်ကိုလက်လို့စပယ်နိုင်ပြီးတော့ဗောနော်ဒီလိုမျိုးတွေဖြစ်လာစေတယ်လို့ကျွန်တော်ထင်တယ်တခုရှိတာကတော့ဆာလာနေနဲ့ဒီလိုမျိုးလှုပ်လိုက်တဲ့နောက်နောက်ွယ်ကဆိုရှယ်မီဒီယာမှာဗောနော်လေပါဦးနဲ့ပတ်သက်တဲ့ဒီကွန်တန့်တွေကိုဖြစ်လိုက်တယ်ဆိုတော့နောက်ွယ်မှာဘာကြောင့်လဲဗောကျွန်တော်မသိဘူးအဲ့တော့တရားတော်တကူကဆာလာကိုညီကလို့ကြည့်တယ်ဆိုရင် စွမ်းဆောင်ရည်ပိုင်းရကြဆင်းနေတဲ့ဆိုတဲ့နောက်မှာကိုပဲကစားမဟာမန်တလီပိုင်းရပေါ့နော်သူဘာတွေဖြတ်တန်းနေရတယ်ပေါ့နော်စိတ်တဲ့ပိုင်းဆိုင်ရာရသူ့အနေနဲ့ဘလောက်ထိခက်ခဲတာတွေဖြတ်တန်းနေရတယ်ဒါရီယာကျွန်တော်တို့အနေနဲ့အဖြေရှာလို့မရသေးဘူးသူကိုယ်တိုင်ပဲကျွန်တော်တို့သိနိုင်မယ်ဒါပေမဲ့တရားတာတစ်ခုကတော့ဆာလာနီနဲ့ကွင်းထဲမှာသူ့ရဲ့အကောင်းဆုံးရည်သွေးတွေမပြနိုင်နေရခြင်းရဲ့နောက်ွယ်မှာသူကိုယ်တိုင်ရဲ့တာဝန်တွေလည်းပါတယ်လို့ပဲကျွန်တော်တို့ဒါအတင်းလိုက်ရဲ့ဘက်ကရောကစားမရရဲ့ဘက်ကကိုပရိသတ်တွေရဲ့ဘက်ကကို support လုပ်တင်တဲ့ မန်တလီပိုင်းရုံးကင်နေရတာနေအချင်းကြီးလေးကျွန်တော်ပါမှာပဲ။ဒါကြောင့်လောလောတင်မှာမိုဟာမက်ဆာလာကတော့ဒီ Frankfurt ကို1-5နဲ့နိုင်တဲ့ပွဲအပြီမှာသူဒုတိယပိုင်းမှာသူဝင်ခဲ့ရတယ်။အဲ့ဒီပွဲပြီးမှာဆိုလို့ရှိရင်လေဘောင်းနဲ့ပတ်သက်တဲ့ကွန်တက်ကြီးအကုန်ဖြတ်သွားပြီးတော့ဒါဟာဘူလီယမ်နဲ့ပွဲထွက်လူစင်းကနေချန်လက်ခံခဲ့ရတာက2018ခုနှစ်နောက်ပိုင်းမှာပထမဆုံးထင်ပါတယ်တီလာဒီဒီအဒီလိုမျိုးအတိကပွဲဒီမှာလူစင်းကနေပွဲထွက်လူစင်းကနေချန်လက်ခံနေဆိုတာဆာလာအတွက်လည်းတကယ်တွေးကြည့်ရင်မကောင်းဘူး။ တိုးတိုးလေးပဲလေပေါင်းမှရွေးချယ်စရာတွေကရှိနီးပြားကိုလည်းကျွန်တော်တို့တော့အပြစ်မြင်လို့မရဘူးနီးပြားများကကျွန်တော်ရွေးချယ်စရာတွေရှိနေပြီဆာလာမကောင်းဘူးဆိုလို့ရှိရင်ကောင်းတဲ့ကစားမုံကိုထည့်ရမယ်ဟုတ်တယ်မလားကျွန်တော်တို့က IGTG ကောင်းနေတာမျိုးယူကောင်းတဲ့ကစားမကြီးကိုကျွန်တော်က channel လဲလို့မရကစားမတွေကို reputation ညာကျွန်တော်ရွေးနေလို့မရဘူးတိုးတိုးလေးပဲဘယ်လိုပြောမလဲဒီဟိုနီးပြားရဲ့လောက်ရက်တွေကတော့ဝေဖန်စရာရှိမနေဘူးအိုကစားမားတွေကိုခြံခဲ့တာတွေနဲ့ပတ်သက်ပြီးတော့တိုးတိုးလေးပဲဆာလာရဲ့ဒီလိုလုံးလုံးရမျိုးရဲ့နောက်ွယ်မှာဘာတွေရှိနေတယ်လဲပေါ့တကယ်တော့ဒီခုကတော့ဆိုရှယ်မီဒီယာမှာ ဟိုဘလူးရောမလဲလေဘာဦးမှာဒီလောက်ထိ၈နှစ်ကြာလောက်ထိလုတ်ပြလာခဲ့တဲ့ကစားမကြီးတယောက်ဒီဟာဒီအစ၈ပွဲ၉ပွဲလောက်ပဲကျွန်တော်ရှိသေးတယ်သူ့ရဲ့အကောင်ဆုံးပုံစံကြီးပြင်မရသေးတာနဲ့စီးပြင်ပေါင်းပြင်ထိရောက်အောင်ဝေဖန်ပြောဆိုနေတာတွေဆလာဟာလေဘာဦးမှာဘာမှမဟုတ်ခဲ့တဲ့ကောင်တယောက်လိုမျိုးဆက်ဆံနေတာမျိုးတွေပေါ့နော်ပြောဆိုရေးသားနေကြတာမျိုးတွေကတော့လုံးဝမဖြစ်တင်ဘူးအဲ့ဒါလေးကြောင့်ပဲမိုဟာမက်ဆလာဟာတိုင်မျိုးတွေမျိုးဖြစ်လာသလားပေါ့ကျွန်တော်ကြည့်ရမယ်နော်ဆိုတော့လေဘာဦးတင်ပရိသတ်ဒီနေ့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများဒီမှာလေး